အားလုံးမင်္ဂလာပါရှင်စတလပိုင်းမှာကြာသာပိသားသမီးများရဲ့ကံကြမ္မာများကိုတလဆာအသေးစိတ်ကလေးဟောပြောပေးမှာဖြစ်ပါတယ်ကြာသာပိသားသမီးများဒီဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေရဆိုရင်စာဆုံးလေးကြည့်ပေးဖို့မပေးပါနဲ့ဒီစတလပိုင်းမှာကြာသာပိသားသမီးများရဲ့အကောင်းဆုံးရက်ကိုပြောပါဆိုရင်3ရက်8ရက်16ရက်18ရက်26ရက်အဲ့ဒီရက်ဒီမှာကိုယ့်ရဲ့ရည်ကြီးတဲ့ကိစ္စတွေဆောင်ရွက်ပြောဆိုမယ်လောက်ကင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုရဲ့ ရရှိတတ်ပါတယ်ဒီလိုရက်မျိုးမှာ ကိုကရွေးချယ်ပြီးတော့ပြုလုပ်ဖို့လိုအပ်ပါဒီ7လပိုင်းဒီလမှာအကောင်းဆုံးရက်ဒီ16ရက်ဖြစ်ပါတယ်16ရက်မှာကိုယ့်ရဲ့လုပ်ငန်းတွေစတင်တာငွေကြေးကိစ္စတွေစီမံခန့်ခွဲတာမျိုးတွေအစတင်မှာအကောင့်ထည့်ဖို့ပါသာသာပရိသတ်သမီးများဒီ7လပိုင်းမှာဆိုလို့ရှိရင်တော့ စပီစီနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာတွေဆုံးရှုံးစရာတွေပျက်စီးဆုံးရှုံးတတ်ပါတယ်အဲ့တော့စိုက်ပျိုးရေးလုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့ဒီစက်တလအပိုင်းမှာရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်အထူးဂရုစိုက်ရမှာဖြစ်ပါတယ်ကမ္ဘာပိသားသမီးများအိုးအိမ်နေရထိုင်ခင်းကိစ္စတွေနဲ့ပတ်သက်ပြီးအပြောင်းလဲကြီးကြီးမားမားတွေပြောင်းလဲသွားတော့ပါတယ်။ဒီဆက်တလပိုင်းမှာသူတို့ရဲ့ကံတရားတွေမထင်မဲ့လောက်အောင လူတကာအံ့ဩလာအောင် ပြောင်းလဲသွားတဲ့အပြောင်းလဲကြီးဖြစ်ပါတယ်။ဒါကြောင့်ကြာသာပြီးသားညာနေဆိုလို့ရှိရင်ဒီစက်တလာပိုင်းမှာအထူးဂယူဆိုင်ဖို့လိုအပ်ပါတယ်။မိမိတို့အနေနဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးလေးဆောင်ရွက်ရတာညာတဲ့ကာလတစ်ခုဖြစ်ပါတယ်။လူမျိုးသားကိုညီမစားတတ်ပါတယ်။ကိုယ့်အိမ်မှာညာရင်ညက်နေအမျိုးသမီးဧည့်သည် ရောက်လာတတ်ပါတယ်ရောက်လာရင်လက်မခံတတ်ဖို့တော့လိုအပ်ပါတယ်အမှုဖြစ်သွားတတ်ပါတယ်ကိုကိုရအမှုဖြစ်တာယုံရောက်တာရောက်ွက်ယုံရောက်သွားတာပေါ့ဒါမျိုးလေးတွေလည်းဖြစ်တတ်ပါတယ်အထူးကယူဆိုင်ပြီးနေရမှာဖြစ်ပါတယ်ဒီကာလလေးမှာကိုအိမ်မှာတဲခုံနေထိုင်ပြီးရောမှနော်ကိုရဲ့အမှုရှိတဲ့အညာလေးတွေရှိသွားတာအလိန်ခံလဲရတာ ဖြစ်တတ်ပါတယ်။ငွေကြေးကိစ္စတွေမှာဝင်လာမဆဲတဲတဲဖြစ်နေတတ်ပါတယ်။ငွေအလုံးလိုက်ရင်းလိုက်ထုတ်လိုက်ထည့်လိုက်နဲ့ကိုဝင်မဲ့ကိန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကြာတာပြီးတာသမီများ ကိုယ်အိမ်မှာရှိတယ်ဆိုရင်ကတ်ထားလိုက်ပါဒီလာတွေမှာကြာတာပရိသသမီးများ လုပ်ငန်းတိုးတာ၊ရာတူးတိုးတာမျိုးကြီးအများအဖြစ်ကျွမ်းဝတ်တတ်ပါတယ်။နုပညာရှင်သမားတွေကြာတာပရိသသမီးဆိုရင်တော့ အောင်မြင်တတ်ပါတယ်။အောင်မြင်မှုရရရှိတတ်ပါတယ်။နာမည်ကုန်တဲ့င်းနဲ့ပို့ပို့ပြီးတော့ကြီးပွားတတ်ပါတယ်။ကြီးသွားတတ်ပါတယ်နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလကတော့ကြာတာပြီးတာသမီးရဲ့ကောင်းတဲ့လတလားလို့ပြောလို့ရပါတယ်မိမိတို့အနေနဲ့တို့ရှိပါတယ်မိမိရဲ့အလုပ်အကိုင်းမှာမိမိရဲ့လုပ်ငန်းမှာအကြီးကြီးရဲ့ထင်လွဲခြင်းတွေကြုံရတတ်ပါတယ်ထင်လွဲခြင်းတွေခံရတတ်ပါတယ် ဒီကာလလေးမှာတော့စက်တလပိုင်းမှာတော့ကိုယ့်ရဲ့အပြောအဆိုတွေအောင်မင်းမယ်ကိုယ့်ရဲ့ဩဇာတွေထက်မြင့်လာမယ်ကိုယ့်ရဲ့နာမည်လေးတွေလူပိုသိလာမယ်ပေါ့နော်အဲ့တော့ဒီကာလလေးမှာကျန်တာရိသားလေးမြတ်တော်ရထွက်လာရမျိုးစိတ်တူရာမျိုးတွေကိုယ့်ရဲ့ပါဇက်ကဆဲဆုံဒါမျိုးတွေမလုံးမီဘူးတော့လိုအပ်ပါတယ်တတ်နိုင်သလောက်မိမိရဲ့နှုတ်ကိုကောင်းမွန်တဲ့စကားလေးတွေထိမ့်သိမ့်မှု လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ဒီကာလမှာကိုယ်ရဲ့မြင့်လာအမွှေးနှံ့တာတစ်ခုခုလေးဒီလိုမျိုးလေးတုတ်လိမ့်မရာမျိုးလေးလုတ်ပြီးပါဒီကာလမှာကျန်တာပရိသတ်များရဲ့တိရိကျက်တည်းမင်္ဂလာရှိတဲ့နေရာဒီမြင့်နာမှာဖြစ်ပါတယ်ဒါကြောင့်ကိုယ်ရဲ့မြင့်နာမှာဒဏ်ရာရတာမျိုးထိခိုက်တာမျိုးလေးမပြုမပြုမိအောင် မဖြစ်ရအောင်ကိုကိုယ်တိုင်ဆောက်ရှောက်ရမှာဖြစ်ပါတယ်ဒီကာလမှာကိုကိုနှကောင်းနှမျက်တရားကုညီမစားဖို့အတွက်က ကိုကိုတိုင်းကလည်းမေတ္တာဘာဝနာတွေပွားများဖို့လိုအပ်ပါတယ်။အ ਨੇ ဆုံးမေတ္တာတုံးကောက်တော့တော့ယူပေးရမှာဖြစ်ပါတယ်။မနဲ့မိုးလေးနာနဲ့မေတ္တာတုပ်လေးယူမယ်။ကိုအင်ညာနေထွက်မယ်။ကိုရဲ့အလုပ်ကိစ္စတွေကိုယုံကြည်မှုရှိစွာနဲ့ဒီနေ့ငါရဲ့အလုပ်တွေကအောင်မြင်ပြီးကိုစိတ်ထဲမှာဒီလိုတတ်မှတ်ပြီးတော့မှကိုအင်ညာနေထွက်မယ်ဆိုရင်လည်း ဲ့ဒီနေ့အနေ့တာဒီအောင်မြင်မှုကိုရရှိမှာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကြာသာပြီးသားမြန်ကီ17လပိုင်းမှာအရာရာကောင်းမွန်တဲ့ကံတရားပေါ်မှာတည်ရှိနေပါတယ်။အချီးရေးမှာလည်းကောင်းတယ်၊အိမ်တော်ရေးမှာလည်းကောင်းနေပါတယ်။မိသားစုရေးနဲ့ပတ်သက်ပြီးတော့ကိုကဒီလာဒီမှာပို့ပြီးတော့ကူညီပေးရတဲ့ကံလာတစ်ခုလည်းဖြစ်ပါတယ်။ပို့ပြီးတော့လည်းအကူအညီပေးရတတ်ပါတယ်။ တော့ကို့အိမ်မှာဖခင်ပုံတော်တို့နော်ရှင်သူလေးပုံတော်တို့နော်ဆရာတော်ကြီးတွေတကူးကြီးရဲ့ပုံတော်ကြီးတွေဝင်လာတတ်ပါတယ်ဝင်လာရင်လည်းအရန်ကောင်းပါတယ်ဒါကြောင့်ကြာသာပရိသတ်သမီးများအနေနဲ့ကမိမိတို့ရဲ့ကိုညီမသားမဲ့သူလေးတစ်ပြေးပြေးနဲ့ ေါ်လာတတ်တယ်မိဆွေကောင်းတွေတွေ့ရတတ်တယ်ဒါပေမဲ့ကိုမှရွှင်ထားတဲ့ရွှေရတော့ပြန်ထွက်သွားတာပြက်စီးပြီးတော့မှထွက်သွားတာမျိုးလေးရွှေပြက်သွားတာမျိုးလေးလည်းဖြစ်တတ်ပါရုတ်တရက်တော့ကျမ်းမာရေးတော့ညံ့တယ်ဒါပေမဲ့စိုးရိမ်စရာတော့မရှိဘူးเนาะဒါပေမဲ့ခရီးထွက်မဲ့ကိစ္စမျိုးတွေရှိတယ်ဆိုရင်လည်းခရီးကိုဖြည်းဖြည်းများများအောင်မြင်မြင်နဲ့တွားရတတ်ပါတယ်။ဒါကြောင့်ဒီကာလာလေးမှာ ကြတာပေးသားသမီးများမိမိတို့အနေနဲ့တနင်္ဂနွေတောင်မှာဇီဒီတစုစုမှာမိသက်စီပူဇော်ပေးပါဘုဒ္ဓဘူးနေ့တိုင်းရှောက်တီတို့ကိုမနက်ပိုင်းလေးမှာဖရာကိုဆုံးတော်ကပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အုံးလုံးနဲ့ချက်တဲ့ဘေသာဟင်းကိုဖုံးရောင်ဆွန့်ကြိုက်လေးပို့ပေးပါဘုဒ္ဓဘူးနေ့မှာပဲပြုလုပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အညံ့နေခြေသွားမှာဖြစ်ပါတယ်ဒီ ဒီကာလမှာဇာတာဝေဒများထိပေါက်ကိန်းလည်းရှိပါတယ်ထိထိုးမယ်ဆိုလို့ရှိရင်ခုနှစ်အစာ6အစုံ6အစာခုနှစ်အစုံခုန်6ကနန်းနေပါတဲ့ကနန်းနေညာညာထိုးဖို့လိုအပ်ပါတယ်အဓိကပြောချင်တာဇာတာဝေဒများနိုင်ရဲ့ဇာခီးတွေခီးနဲ့ပတ်သက်တာတွေစက်တလပိုင်းမှာအောင်မြင်ပါတယ်မမျော်လင့်မဲနဲ့လည်းခီးဝေးတွေတွားရတတ်ပါတယ် ဲ့တော့မိတ်ဆွေကောင်းနေနဲ့ပြန်တွေ့မယ်ချစ်သူခင်သူပေါ်များတဲ့ကာလတခုဖြစ်ပါတယ်။ဒါကြောင့်ကြာတာပိသားသမီးအင်တာဗျူးဖြစ်ဆိုတာဆောင်ဝဲပညာရက်နဲ့ပတ်သက်တာမျိုးတွေလည်းအောင်မြင်တတ်ပါတယ်။ဒါပေမဲ့တခုရှိတယ်ကြာတာပိသားသမီးများဒီမိမိတို့အနေနဲ့ဘာလေးပဲလုပ်လို့ရှေ့ရက်ကိုမျက်နှာမူပြီးတော့ဆူတောင်းပြီးတော့ဒါသွားအောင်မြင်ပါတယ်။အဓိကပြောချင်တာတနင်းကနေတော့ နော်အရှိမြောက်တော့ရဲ့ကိုတော့ခေါင်းပေးအိမ်မီတာခီးထွက်မီတာမျိုးတွေမပြုတ်လို့ပါနဲ့အဓိကကကြာတာဝေးသားညအစိမ်းရောင်ကိုရှောင်ရမှာဖြစ်ပါတယ်အကျိုးပေးတဲ့အရာဝါဒီကာလမှာအ내ရောင်လေးကို